ြင်သစ်အားကစားသတင်းတောက်ခရစ်စတိုဖီဂလီဇက်ပေါ်ချမှတ်ထားတဲ့ထောင်ဒဏ်9နှစ်အမိန့်ကိုအယ်ဂျီးရီးယားအယူခံတရားရုံးတစ်ခုကဒီဇင်ဘာလ3ရက်နေ့မှာတည်ပြခဲ့ပါတယ်။ဂလီဇက်ကိုအကြမ်းဖက်ဝါဒနဲ့ဆက်နွယ်တဲ့ဆွဲချက်တွေနဲ့ပြီးခဲ့တဲ့ဇွန်လကလေးကထောင်ချခဲ့တာပါ။အသက်36နှစ်အရွယ်ကလေးဆက်ဟာလက်ရှိပြည်ပနိုင်ငံတစ်ခုခုမှာအချင်းချခံထားရတဲ့တူးသီးသောပြင်သစ်သတင်းတောက်ဖြစ်ပြီးအခုလိုထောင်ဒဏ်အတည်ပြုလိုက်တာကပါရီနဲ့အယ်ဂျီးရီးယားကြားတန်တမာကြီးတင်းမာနေတဲ့အချိန်မှာဖြစ်ပေါ်လာတာပါ။ ဒါကတော်တော်ကြီးကိုစိတ်ပြက်စရာပါပဲလို့သူရှိနေ Emmanuel Dog က AFP ကို ပြောကြားခဲ့ပါတယ်။ဒါတွေအားလုံးကအံ့ဩစရာကြီးပါ။သူကအားကစားသတင်းတော်တွေနိုင်ငံရေးသတင်းတော်မှမဟုတ်တာ။ဂလီဇက်ဟာအယ်ဂျီးရီးယားရဲ့အောင်အမြင်ဆုံးဘောလုံးကလပ်အကြောင်းရေးသားဖို့နိုင်ငံအရှိမြောက်ပိုင်းအမာဒစ်ကာပိုင်းလူမျိုးတွေနေထိုင်ရာကာဘီလီယာဒေသတီတီဦးစုမြို့ကို2024မေလမှာတွားရောက်ပြီးတဲ့နောက်အဖမ်းခံခဲ့ရပြီးတရားစီရင်ရေးရဲ့ထိန်းသိမ်းဆောင်ရှိမှုအောက်ရောက်ခဲ့တာပါ။ အကြံဖတ်ဝါဒကိုဂုံတင်ခြင်းနဲ့နိုင်ငံအကျိုးစီးပွားကိုထိခိုက်စေတဲ့ဝါဒဖြန့်ကျင်စာပေတွေလက်ဝဲထားရှိခြင်းနဲ့သူ့ကိုဆွဆွဲထားတာလို့နေစီမချသတင်းထောက်များအဖွဲ့ ISF ရဲ့အဆိုအရသိရပါတယ်ဒါပြင်တရင်ယူဖို့အတွက် tourist visa နဲ့နိုင်ငံတွင်းတရားမဝင်ဝင်ရောက်မှုနဲ့လဲဆွဆွဲခံထားရတယ်လို့ ISF ကပြောပါတယ်။ ISF အဖွဲ့ကတော့ဗိုလ်ဒုံးနဲ့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအပြင်းထန်ဆုံးရှုံချခဲ့ပြီးဂလေးဆက်အနေနဲ့သူ့လို့တူလုပ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ 2021ခုနှစ်တုန်းကလည်းဂလီဇက်ဟာပြည်ပအခြေဆိုင် MK အဖွဲ့ခေါင်းဆောင်နဲ့ပါရီမာ တွေ့ဆုံခဲ့မှုပါတယ်အဲ့ဒီအဖွဲ့ကိုအယ်ဂျီးရီးယားကအချမ်းဖက်အဖွဲ့အစည်းအဖြစ်အဲ့ဒီနှစ်အစောပိုင်းကလေးကတတ်မှတ်ထားတာပါဗုဒ္ဓုံနေ့ကြားနာမှုမှာဂလီဇက်ကမက်ကောင်းဆောင်ဖာဟတ်မီဟမ်မီနဲ့တွေ့တော့ကအချမ်းဖက်အဖွဲ့အစည်းအဖြစ်တတ်မှတ်ခံထားရတာသူမသိခဲ့ကြောင်းပြောပါတယ် အယ်ဂျီးရီးယားကနိုင်ငံတော်လုံခြုံရေးဆိုင်ရာစွဲချက်တွေနဲ့ထောင်ချထားတဲ့ပြင်သစ်အယ်ဂျီးရီးယားစာရေးဆရာဘူယာလန်ဆမ်ဆဲကိုလွန်ငင်းချက်နာခွင့်ပေးပြီးတလမပြည့်ခင်မှာပဲအခုလိုကလေးဆက်ကိုအမိန်ချလိုက်တာပါတရားရုံကြားနာလာကြတဲ့ဆွေမျိုးတွေနဲ့ရှင်းနေဖြစ်သူအပါအဝင်အများပြားကတော့ကလေးဆက်လွတ်လာမယ်လို့မျှော်လင့်ခဲ့ကြပါတယ်။တရားသူကြီးကကလေးဆက်အနေနဲ့တရားရုံရုပ်ကိုယူခံဝင်ဖို့ရှေ့ရအချိန်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ ပြည်ထောင်နိုင်ငံသား၏ဝန်ကြီးဌာနကဒီဆိုးမြတ်ချက်ကိုကန့်ကွက်ခဲ့ပြီးကလေးဆက်ကိုမိသားစုနဲ့ပြန်ဆောင်ခွင့်ရဖို့လှုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။